KK Park နယ်မြေအတွင်းတရားမဝင်အဆောက်အုံများအားဆက်လက်ဖြိုချဖျက်ဆီးပြီးရွှေကုန်းကုန်နယ်မြေအတွင်းရှင်းလင်းမှုအရနိုဝင်ဘာ29ရက်ထိပြည်ပနိုင်ငံသားစုစုပေါင်း2042ဦးဖမ်းဆီးရမိကြောင်းသိရပါတယ်။အွန်လိုင်းလိမ်လည်မှုများနဲ့အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်မြရီမက်ထော်တလီ KK Park နယ်မြေအတွင်းရှိအွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ရာတွင်အသုံးပြုခဲ့တဲ့အဆောက်အုံများကိုအပိုင်း၃ပိုင်းခွဲ၍စနစ်တကျဖြိုချဖျက်ဆီးခြင်းများဆောင်ရွက်လျက်ရှိရာနိုဝင်ဘာ29ရက်ကအပိုင်း၃နယ်မြေအတွင်းရှိတရား မုံရဲ့အဆောက်အအုံခုနှစ်လုံးကိုထပ်မံဖြိုချဖျက်ဆီးခဲ့တဲ့ဖြစ်အပိုင်း၃နယ်မြေအတွင်းရှိအဆောက်အအုံ425လုံးအနက်နိုဝင်ဘာ29ရက်အထိ122လုံးဖြိုချဖျက်ဆီးခဲ့ကြောင်းနှင့် KK Park နယ်မြေအတွင်းရှိတရားမုံရဲ့အဆောက်အအုံစုစုပေါင်း635လုံးအနက်290လုံးကိုဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းသိရပါတယ်။ အလားတူရွှေကုတ်ကုန်းနယ်မြေအတွင်း၌လည်းရှင်းလင်းဖော်ထုတ်မှုများကိုနိုဝင်ဘာ18ရက်မှစတင်ဆောင်ရွက်ခဲ့ရာနိုဝင်ဘာ29ရက်တွင်လည်းရွှေကုတ်ကုန်းနယ်မြေအတွင်းရှိလူနေအဆောက်အုံများ၊ကိုရောင်များ၊ဈေးဆိုင်ခန်းများနှင့်ဟိုတယ်များဖြစ်တဲ့နှစ်ထပ်အဆောက်အုံတစ်လုံး၊၄ထပ်အဆောက်အုံတစ်လုံး၊၅ထပ်အဆောက်အုံ15လုံး၊၆ထပ်အဆောက်အုံ3လုံး၊၇ထပ်အဆောက်အုံ4လုံး၊၈ထပ်အဆောက်အုံ2လုံးစုစုပေါင်းတရားမဝင်အဆောက်အုံ26လုံးတို့ကိုထပ်မံစစ်ဆေးခဲ့ရာအွန်လိုင်းလိမ်လည်မှုနှင့်လောင်းကစားမှုလုပ်ငန်းများလုပ်ကိုင်နေသူများကိုတွေ့ရှိရခြင်းမရှိပဲ။ လက်ကင်ဖုံးနဲ့အတုံးဆောင်ပစ္စည်းများကိုတပါးတည်းဖြုတ်သိမ်းယူဆောင်သွားခဲ့ကြောင်းသိရပါဗျ။ဒါပြင်ရွှေကုတ်ကုန်းနယ်မြေအတွင်း၌အွန်လိုင်းလိမ်လည်မှုများဆောင်ရွက်ရာတွင်အသုံးပြုခဲ့တဲ့အဆောက်အအုံများအားနိုဝင်ဘာလ16ရက်မှစတင်စစ်ဆေးခဲ့ရာ29ရက်ထိတရားမဝင်အဆောက်အအုံ135လုံးကိုတွေ့ရှိရပြီးအစိုးရအဆောက်အအုံများအားပြန်လည်အသုံးပြုမှုမရရှိစေရေးအတွက်သိသိချိတ်ပိတ်ခြင်းများကိုဆက်လက်ဆောင်ရွက်ခဲ့ရာနိုဝင်ဘာ29ရက်ကလည်း3ထပ်အဆောက်အအုံ35လုံး၊9ထပ်အဆောက်အအုံ1လုံး၊23ထပ်အဆောက်အအုံ1လုံး၊စုစုပေါင်း39လုံးကို ါ်ချိတ်ပိတ်နိုင်ခဲ့ရာစုစုပေါင်းတရားတလုံးအထိချိတ်ပိတ်သိမ်းဆီးပြီးဖြစ်ကြောင်းသိရပါဗျ။ရွှေကုန်းကနေမြို့အတွင်းစုစုပေါင်းဖော်ထုတ်ရှင်းလင်းမှုများအရနိုဝင်ဘာ29ရက်အထိမြန်မာနိုင်ငံအတွင်းသို့တရားမဝင်ဝင်ရောက်နေထိုင်သည့်ပြည်ပနိုင်ငံသားစုစုပေါင်း2042ဦးနှင့်အွန်လိုင်းနေလဲလောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုတဲ့ကွန်ပျူတာ3310လုံး၊မိုဘိုင်းဖုန်း2180လုံး၊ Starlink ဘဏ်၁၀၂လုံး၊ Router 22လုံးနဲ့လုပ်ငန်းသုံးပစ္စည်းအများအပြားကိုစစ်စစ်တွေ့ရှိဖမ်းဆီးရမိခဲ့ပြီးသိမ်းဆီးရမိပစ္စည်းဖော်ထုတ်ရှင်းလင်းခြင်းများအား နစ်တကျဖျက်ဆီးရှင်းလင်းခဲ့ကြောင်းနဲ့ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါတယ်။ဒါ့အပြင်အဆိုပါနယ်မြေများ၌ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့တဲ့ပြည်ပနိုင်ငံသားများကိုများရီမြို့နယ်ပူလွဲပူကျေးရွာအဆူရွှေကုတ်ကုန်းမြိုင်ကျေးရွာအတွင်း လုံထင်းဝန်းရှိအဆောက်အုံ၌ထိန်းသိမ်းထားရှိပြီးသက်ဆိုင်ရာနိုင်ငံများသို့အများဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များကလိုအပ်တဲ့ကိုယ်ရေးအချက်အလက်များနဲ့မှတ်တမ်းများဆိုင်ရင်ကောက်ယူခြင်းလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပါသည်။၂025ခုနှစ်ဇန်နဝါရီ30ရက်မှနိုဝင်ဘာ29ရက်အထိမြန်မာနိုင်ငံအတွင်းသို့တရားမဝင်ရောက်လာသည့်ပြည်ပနိုင်ငံသားစုစုပေါင်း12915ဦးထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့်၎င်းနိုင်ငံသားအလုံးကိုစစ်ဆေးပြီးစီးခဲ့ပြီး၎င်းတို့အနက်မှ 1029ကိုထိုင်းနိုင်ငံမှာတစ်ဆင့်သက်ဆိုင်ရာနိုင်ငံများသို့ဥပဒေလုံထုံးလုံနည်းများနဲ့အညီစနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးကျန်ရှိသည့်ပြည်ပနိုင်ငံသား2186ဦးကိုသက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်းနဲ့၎င်းတို့ကိုကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားရှိကြောင်းသိရပါသည်။